တမိုင်းတခြားမှာအဓိကငလင်ကြီးတွေဟာတစ်ခါတည်းမှာအစိုးရတွေကိုမတိမငြိမ်ဖြစ်စေပြီးတော့နောက်ဆုံးမှာပြိုလဲအောင်မှာတွန်းပို့ပေးနိုင်ပါတယ်။အားကောင်းတဲ့ငလင်ကြီးတွေဟာအစိုးရတည့်ရဲ့နန်းဆက်တစ်ခုခေါင်းဆောင်တူအာနာရှင်တူကြာဆုံးမှုကိုစောင့်ကျင်းပေးခဲ့တာမြန်မြန်ဆန်ဆန်ရုံလုံးပေါ်စီခဲ့တာတမိုင်းမှာဥမာတွေအများကြီးရှိနေပါတယ်။ပထမဆုံးအနေနဲ့နီကရောကနိုင်ငံက1982မာနာကွာငလင်ကြီးကြောင်းကြည့်အောင်ပါ။အင်အား6.3ရှိတဲ့ငလင်ကြီးကြောင်းမြို့တော် နေရာအများစုပျက်စီးခဲ့ချိန်မှာ ်နိုင်ငံအကူအညီတွေကိုအစိုးရကအလွဲသုံးစားလုပ်ခဲ့ပါတယ်အာဂရီလိုက်စားမှုပေါ်လူမှုအုံကြွားမှုကနေစာတင်နစ်တာတဘုံထားမှုကြီးဖြစ်ပွားခဲ့ပြီးတော့ခုနှစ်နှစ်အတွင်းမှာပဲအာနာရှင်စုံမှုစာမိသားစုထုတ်ချခံခဲ့ရပါတယ်နောက်တစ်ခုကတော့1986တရုတ်တန်ရှန်းငလင်ကြီးဖြစ်ပါတယ်အင်အား9.6ရှိတဲ့ငလင်ကြီးကြောင့်လူသက်သိန်း4000ကျော်တည်ဆုံးခဲ့ရပါတယ်တရုတ်ရိုးရာရဒီလိုသဘာဝဘေးမျိုးဟာ အုပ်စိုးသူဘောကောင်းကင်ဘုံကပေးရတဲ့လုတ်ပိုင်ခွင့်အာဏာမန်နေတော့ heaven ဆုံးရှုံးသွားမှုကိုဖော်ပြရောက်ပါတယ်တကယ်လဲဥက္ကရာကြီးမော်စီတုံးဟာငလင်ကြီးအပြီး6ပတ်ကြာမှာကွယ်လွန်သွားခဲ့ပါတယ်ရင်းချင်းမှုတော်လိုင်းကာလမှာအဓိကလွှမ်းမိုးခဲ့တဲ့မော်စီတုံးဇနီးတဲ့ကြံချင်းပါဝင်တဲ့၄ဦးခိုင်းဟာလေငလင်ကြီးအပြီးမှာ မကြခင်ဖယ်ရှားခံခဲ့ရပြီးတော့သေတံနဲ့နှစ်ရှည်ထောင်းတဲ့ခြေမှတ်ခံခဲ့ရပါတယ်တန်ရှန်းငလင်ဟာရင်းချင်းမှုတော်လိုင်းခက်အဆုံးသတ်မှုရဲ့တင်ဂေတာလည်းဖြစ်ခဲ့ပါတယ်